ောင်မယိုးသားဘူးကျွန်တော်ရဲ့လုံခြုံရေးကိုဘယ်သူယူပေးမှာတော့ကဲကျွန်တော်တရားဆွဲပြီ ကျွန်တော်တရားဆွဲရင် ပြင်ဦးလေမှာလာဆွဲလိုက်တကယ်မှန်နေတကယ်တတိရှိနေဆိုရင်တော့ပြင်ဦးလေမှာလာဆွဲနော်ပြင်ဦးလေမှာလာဆဲဒါကကျွန်တော်ဆိုတာဒိုင်းသီပီဒီစပီကာတယောက်ဗျာနိုင်ငံနဲ့တမတော်နဲ့အခုလက်ရှိဖြစ်ပြနေတဲ့အချို့အရာတွေအဆိုးအကောင်းတွေကိုကျွန်တော်ကမြေပြင်မှာလက်တွေ့ပကတိကြက်ကြက်ကျွန်တော်အလုပ်လုပ်နေတဲ့ကောင်တယောက်ဖြစ်တယ် အဲ့ဒီအောင်ကျွန်တော်တောင်တကုံမှာတရားစွဲတယ်ဆိုတော့အဲ့တောင်တကုံကျွန်တော်လာပြီဆိုရင်ကျွန်တော်လုံခြုံရေးကိုဘယ်လိုယူမှာလဲမလာပါတယ်လီပေါ်ရှင်မှာချုပ်ဆိုပါခင်ဗျာဒီစနေအစင်းမြန်မာနိုင်ငံအတွင်းလက်တော့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးတိုက်ပွဲပြတ်တဲ့ကိုအနေစီတန်ဆက်ပေးနေတဲ့စနေကိုပဲဖြစ်ပါတယ်ခင်ဗျာဆောင်ရွာအားပေးကြဖို့တိုက်တွန်းပါတယ်ခင်ဗျာနှစ်နာရီခွဲတော့ဘယ်လိုလုပ်နေလို့ရပါလဲဒီလက်ပပြားနဲ့ဒီမိဒီလာကြားမှာအာဒီကောင်းနဲ့မဟုတ်တော့ပါဘူးဘာညာချုပ်ပြီးပြန်ဆုတ်သွားတာကျွန်တော်တရင် တရင်ရတာနော်အဲ့ဒါတစ်ချက်အခုကျွန်တော်ကို တရားဆွဲလို့တောင်တကုန်တရားစခန်းကိုကျွန်တော်သွားမယ်ဆိုပြီးတော့မှဒီနေ့329မိုင်မှာ PDF တွေကကျွန်တော်ကိုစောင်းလာကျွန်တော်အရှင်ဖမ်းမလို့တဲ့ကျွန်တော်အမြန်လမ်းလေးသွားမယ်ဆိုပြီးတော့စောင်းလာတနာရီနဲ့မှ27မိနစ်မှာလမ်းတော်လမ်းလာတွေကပြောလာတာ ဒါပေမဲ့တရင်ကတော့ဒီလိုပဲပေါ့ဗျာဟို तू ကတော့လက်ပြားနဲ့ဘိတ်လာကြမှာစောင်းလုံးကလည်းအဲ့လိုပဲသူတို့တွေးလိုက်တယ်ပေါ့အဲ့မှာလည်းတွေးလိုက်တယ်ဆိုတော့ကျွန်တော်ဒီနေ့တော့တန်တရားတော်တော်မကင်းဘူးဖြစ်နေတာကျွန်တော်ကားအမြဲတမ်းပြောင်းစည်းလိုက်ပြောင်း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 စည်းတာရှိတယ်ကျွန်တော်ရွှေငါးစည်းချင်းရှိတယ်ဟမ်းမစည်းချင်းစည်းတယ်ဟွန်ဒါဘစ်စည်းချင်းရှိတယ်ဟွန်ဒါရှက်တဲ့စည်းချင်းရှိတယ်ကျွန်တော်စည်းချင်တဲ့ကားစည်းတာဗျဒါပေမဲ့တရင်ကတော့ PDF ကိုတော့ပေးနေတာပေါ့ ် PDF ကိုတော့ပေးနေတယ်ဟိုအတွင်းလူလားအပြင်လူလားတော့ကျွန်တော်လည်းမသိဘူးနော်အမသိတော့ကျွန်တော်ကအဲ့မိဒီလာနဲ့လက်ပပြားချာမှာလဲကျွန်တော်ကအဲ့မှာကျွန်တော်ဟိုနေ့ကလိုက်မှာထည့်ပြောခဲ့တယ်ကျွန်တော်အိတ်လိုက်တာလို့နော်ကျွန်တော်နဲ့သွားတိုင်းကျွန်တော်ဟိုနေ့ကပြောတော့ကိုကျိုးစိုးညီပါတယ်ကျွန်တော်ကအဖော်မမွေးဘူးကိုကျိုးစိုးညီကြတော့ကျွန်တော်ကျွန်တော်တို့ကရင်မချင်းတူတယ်တူသေးကိုသေးပဲချမဲ့ကောင်တွေဘယ်သူမှသတင်းပေးမဲ့တူတွေမဟုတ်ဘူးနော်အဲ့တော့ကျွန်တော်က ဲ့မှာအိတ်လိုက်တော့နှစ်နာရီလောက်ကြာသွားတော့ဟိုကောင်လေးရဲ့လမ်းပေါ်မှာအဲကျွန်တော်မဆောင်နိုင်မယ်နဲ့ကျွန်တော်ကလွတ်လာတာနော်မိတိလာနဲ့လက်ပြားချားမှာကျွန်တော်ကိုဆောင်တာအခုလည်းဒီတရားဆွဲဆိုမှုအပေါ်မှာနော်ကျွန်တော်သွားလို့သွားရမယ်ဆိုတဲ့ပုံစံမျိုးပေါ့အတွေ့ရဘယ်သူကဘယ်လိုတွေပြောလဲတော့မသိဘူးအဲ့မှာဒီနေ့329မိုင်မှာအဖျားနာမှာအဲ့မှာ PDF တွေလမ်းပေါ်မှာတက်လာတယ်လို့ပြောတယ်နော်ပြောတယ်တနာ21မိနစ်မှာပေါ့အမှန်မှန်တော့ကျွန်တော်ပြင်ဦးလွင်မှာပါပဲ ဒါပြင်းဦးလင်မှာပါပဲပြီးကျွန်တော်ကိုကြောက်ပြီးတော့ပြင်းတယ်ကျွန်တော်ကိုတရားဆွဲတာကတမင်ရိုးကြတော့မဟုတ်ဘူးဗျအော်ရန်ကုန်ရောက်ရင်လည်းကျွန်တော်လူမိုက်တွေနဲ့လည်းတန့်ရင်တက်ခိုင်းမယ်နော်လူမိုက်တွေငားပြီးတော့မှဒီကောင်ရောက်ရင်ဒီကောင်ဘယ်နေရာလိုက်တရားရုံးရှိမှတော့မလိုက်နဲ့ဒီကောင်ဘယ်နေရာမှာနေတယ်ဘယ်နေရာမှာနေတယ်အစားရှိပြီးတော့လိုက်ပြီးတော့ကျွန်တော်တန့်ရင်တက်ပါလိကျန်တာဒါတော့ကျွန်တော်တို့ကလည်းတွေးထားတာဒါပေမဲ့သူကသူတက်ချင်တယ်မတက်ချင်လေအဲကျွန်တော်လို့တော့မဟုတ်ပါဘူးကျွန်တော်ကလည်း ဟိုကျွန်တော်ဟိုတရားဆွဲဆွဲဆွဲလိုက်လို့ဟိုတရားရုံးမှာဖြေရှင်းရမယ့်ကိစ္စတခုဆိုရင်တော့နော်ကျွန်တော်ကိုချစ်တဲ့ပြည်သူလူထုကတော့ဝန်းရံနေမှာပဲကျွန်တော်ကအဲ့ဒီလူသားထဲမှာပဲရှိနေမှာပဲနော်လူသားထဲမှာကျွန်တော်ကနော်ဒီဒီတရားဆွဲတာလည်းကျွန်တော်ဒါအမှန်တိုင်းပြောတာပေါ့နော်ဒါဘဒုမာလိုမျိုးနားအဲ့အမှုကမပြီးပဲနဲ့တရားရုံးကနေပြီးတော့မှအမိတ်ဩဘယ်နည်းနဲ့ယုံချင်းဆိုရင်အဲ့ယုံချင်းကိုကျွန်တော်ချင်းစီသွားရတော့မယ်အဲ့ဒီယုံချင်းကို လာမယ့်ရက်ကိုသိနေပြီလေတစ်ဖက်ကဖျဲသီးတွေကျွန်တော်ကိုတတ်မဲ့လူတွေမတမာတဲ့လူတစုကသိနေမှာပဲလေအဲ့တော့ကျွန်တော်ရဲ့လုံခြုံရေးဘလူတာကိုယူမလဲအဲ့တော့ကျွန်တော်တို့တရားဆိုတဲ့လူတွေကလည်းဖျဲသီးဖြစ်ရင်ဖြစ်မှာပဲဒါအရှင်းချင်းလေးပဲဟုတ်လားကျွန်တော်ကရန်ကုန်ကောင်မဟုတ်ကျွန်တော်ပြည်ဦးလွင်မှာနေတယ်ဆိုတာလူတိုင်းသိတယ်နော်အဲ့တော့ကျွန်တော်တို့တရားတကယ်လို့ဆွဲခဲ့လို့အမိတ်ကြရင်တော့ပြည်ဦးလွင်ကိုပဲချိန်ပေးလိုက်ပါပြည်ဦးလွင်မှာရင်ဆိုင်မယ် ဥပမာတစ်ခုဥပမာတစ်ခုကျွန်တော်ပြောပြတာဒါပေမဲ့အဲ့ဒီတရားရုံးကိုကျွန်တော်တရက်တော့လာခဲ့လိုက်မယ်တောင်တကုံတရားရုံးကိုလေကျွန်တော်တရက်လာမယ်အဲ့ဒီတရက်ကဘာဖြစ်သွားမလဲဆိုတာကြည့်ထားလိုက်နော်ဇော်ဘုံရုံအားပေးတဲ့ဇော်ဘုံရုံဝင်းရံတဲ့အမှန်တရားကိုမြင်လို့တဲ့ပြည်သူတွေဘလောက်ရှိတယ်ဆိုတာကိုအုံအုံချွတ်ချွတ်မြင်သွားမယ်အဲ့ဒီတရက်တွေတော့ကျွန်တော်တတ်မရဘူးနော်တတ်မရဘူး အဲ့ဒီတရက်ကတော့ကျွန်တော်တို့ကျွန်တော်ရဲ့ပြည်သူလူထုကကျွန်တော်ကိုလုံလုံရေးပေးလိုက်မယ်ကျွန်တော်တို့နိုင်ငံကိုချစ်တဲ့တိုင်းသူပြည်သားလူအများအမှန်တရားကိုချစ်နှစ်သက်တဲ့မြန်နိုးတဲ့နော်ဖုန်းတော်ကြီးတွေရှိမယ်အမျိုးသားရေးသမားတွေရှိမယ်နော်အခုဒီဟိုဟာထဲမှာဆိုလို့ချင်းကောင်မလေးထဲမှာဆိုရင်မပူတူတို့လို့ညီမလေးတွေရှိမယ်အများကြီးရှိမယ်နော်အဲ့လူတွေကျွန်တော်ကိုကာကွယ်ပေးလိုက်မယ် အဲ့ယုံချက်ကိုကျွန်တော်တရက်လာပြီးပြင်းဦးလူကိုရွှေရွှေတိုင်းပြီးတကယ်လည်းကျွန်တော်ကကျွန်တော်တရားဆွဲခြင်းဟာဆိုရင်ပြင်းဦးလူမှလာဆွဲရမှာပြင်းဦးလူမှလာဆွဲလိုက်ကြိုက်တဲ့ချိန်လာကျွန်တော်နေတိုင်းရှိမှာအခုကကျွန်တော်အသက်အန္တရာယ်ကိုနောက်ကလက်မဲကြီးတွေကဒီကောင်ရန်ကုန်ကိုရောက်တာနဲ့ဒီကောင်ကိုဘယ်လိုလုံးချင်ရမှာလဲဒီကောင်ဘယ်လိုသွားလဲဘယ်လိုလာဘယ်လိုနေကျွန်တော်အသက်အန္တရာယ်ကိုအမျိုးမျိုးဒုက္ခပေးမှဆိုတာ အဲ့တော့ကျွန်တော်တရားစွဲတဲ့လူဟာယူသားရဲ့လားလို့ကျွန်တော်ကမေးမှာနော်တရားစွဲတဲ့လူဟာကျွန်တော်ကိုလုံခြုံရဲ့လားလို့ကျွန်တော် ပြင်ဦးလွင်မှာရှိတာပြင်ဦးလွင်မှာလာဆွဲလိုက်ပေါ့ကျွန်တော်ပြင်ဦးလွင်ကနေပြောတာလေဒီ live ကိုအခုလည်းပြင်ဦးလွင်ကနေပြောတာပဲပြင်ဦးလွင်ကနေပြောနေတာပဲကဲ तू ကတရေလိုနေတဲ့တရားဆိုကျွန်တော်တရေခံကျွန်တော်ပြင်ဦးလွင်မှာရှိတာဒီမှာလာဆွဲပေါ့ဟုတ်တယ်မလားပြင်ဦးလွင်မှာရဲစခန်းနေရှိရလေ ဟုတ်တယ်မလားเนาะအဲ့ဒါကျွန်တော်ဟိုအကြောင်းတစ်ခုခုနဲ့လောက်ကြံတော့မယ်ဆိုတာကျွန်တော်သိတယ်เนาะအခုမင်းသားကြီးတို့အခုเนาะတို့ကျွန်တော်ရဲ့ poster ကိုဖျက်သွားတယ်တင်းနေတယ်เนาะဒီကောင်နေသည်တိုင်းပြည်ပေါ်မှာရိုးချင်းတဲ့ကောင်နေမဟုတ်ဘူးเนาะအချစ်ပေချစ်ပေတော့ချစ်သမီးချစ်ပါနဲ့ပတ်ဆိုင်ရရင်အကုန်လောက်တဲ့ကောင်တွေအကုန်လောက်တဲ့လူတွေเนาะเนาะအဲ့တော့ကျတော့ကျွန်တော်ကတိတ်တော့ ဒီပွဲကမယိုးချင်းဘူးပေါ့နော်မယိုးချင်းဘူးဆိုတော့ဒီအမှုဖွင့်ခံထားရတဲ့နေရာမှာလဲအမှုဟိုလက်ခံတဲ့ရဲရာရှိလေးတွေညီလေးတွေရဲစခန်းမှုတွေလဲဒါကလုံခြုံရေးရစဉ်းစားတင်တယ်နော်အခုကျွန်တော်ကပြင်ဦးလွင်သွားနေပြီးတော့ကျွန်တော်အဲ့မှာတရားဆွဲတယ်ကျွန်တော်ပြင်ဦးလွင်ကနေကားနဲ့အဲ့ကိုသွားနေရမှာလေကျွန်တော်ရဲ့လမ်းကြောင်းလုံခြုံရေးကဘယ်လိုလုပ်မှာလဲကဲကျွန်တော်တိုင်းပြည်ရဲ့လူမျိုးချစ်တာဒီအမှုကလုံးဝမယိုးသားဘူး ကျွန်တော်ကိုတရားဆွဲတာလုံးဝကိုမယူသားလားကြောက်စရာမလိုဘူးပြုံးလို့လာဆွဲလိုက်တရားရင်ယုံချင်းပြီဆိုအဲယုံချင်းရဲ့တိပြီဆိုကျွန်တော်လာရတော့မှလေအဲလမ်းကိုအမြန်လမ်းကိုဟုတ်လားကျွန်တော်သွားရတော့မှလေအဲ့တော့ကျွန်တော်ဘယ်လိုလုံးကြုံရေးပေးမှလဲအဲ့တော့ကျွန်တော်ရှိနေတဲ့ပြင်ဦးထဲမှာလာဆွဲလိုက်တာအဆင်မပြေဘူးလားနော်အဲ့ဒီတောင်တကုန်ရဲစခန်းကနော်စခန်းမှုတွေရော အဲ့ဟိုအမှုစစ်တွေဟိုကျွန်တော်ပြောချင်တာကအမှုကိုဒီဘက်ကိုလွှဲပေးလိုက်ပါနောက်ထပ်ပြီးတော့ဟိုအဖြစ်မယ်ဆိုရင် အမှုကြလာရင်ဆွဲပေးလိုက်ပါကျွန်တော်ကတရားခံလေပါကျွန်တော်ကပြင်ဦးလွင်ကနေလိုက်လွင်ပြီးတော့ပြောတာလေတကယ်လို့ဆဲခဲ့တယ်ဆိုရင်တော့ပြောတာပါပြင်ဦးလွင်ကနေလိုက်လွင်ပြီးပြောတာတော့တဲ့ပြင်ဦးလွင်ကျွန်တော်ရဲ့လုံခြုံရေးကိုနော်တနိုင်ငံလုံးအနေထားနဲ့နော်တည်ရှိနေတဲ့လူတွေရှိပြီးသားကျွန်တော်ရဲ့လုံခြုံရေးအရာပြင်ဦးလွင်ရဲစခန်းမှာပဲဒီအမှုကိုဆွဲလိုက်ပါ 皮论些，这干嘛烦，新来一把呗，挨把拿拿出来，了，喏。都来变水包的，皮论啊！的，一些吧，哎呀，就侬就侬挨路里咪捞包，啊，都就侬变水包，哈哈哈哈哈哈！好了，就侬在那一个路起来皮都路路的，咪挨一起的，就侬不要啦，咱他妈怎么在在走啦，喏。 ျွန်တော်တော်တော်ကိုရဲစခန်းနေထွက်ပြီးတော့ကျွန်တော်တိုက်ဘလူတာဝန်ယူมาလဲကျွန်တော်တည်သွားရင် ပြီးရောဒီကောင်နိုင်ငံမှာအကြီးမြတ်ခြားစားတာတွေကိုဖော်ထုတ်နေတယ်ဒီလိုတွေပြောနေတယ်ဒီလိုတွေလှုပ်နေတယ်ဒီကောင်အသက်တည်ပြီးရောกว่าဆိုပြီးတော့မှတတ်ခိုင်းရင်ဘလူလုံးมาလဲ ဲ့တော့ကျတော့ဟိုကျွန်တော်ကိုသတင်းစာတွေတောင်းပန်မယ်လို့ဘာလို့ဆိုတာအဲ့ဒါအမားပါကျွန်တော်လုံးဝမပြောခဲ့ပါဘူးကျွန်တော်နာမည်တက်မပြောခြင်းတလို့ပါကျွန်တော်ဒီနေ့နော်မြန်မာနိုင်ငံရဲ့ရုံးမပြတဲ့ဆိုပေါ့နော်ဟိုမြန်မာနိုင်ငံအရေးကိုအဲအကောင်းမကနေတွေးပြီးတော့မှပေါ်ဆောင်နေတဲ့လူတယောက်ရှိပါတယ်သူကျွန်တော်ကိုခုံးဆက်လာပါတယ်နော်ဒီမှာအတန်ပိုင်ရှိပါတယ်ဖွင့်မပြခြင်းလို့ပါနော်လာညှိပါတယ် တတ်ပါတယ်လို့ကျွန်တော်သဘောထားကြည့်ပါတယ်ကျွန်တော်နားလည်ပါတယ်လို့ခေါ်လိုက်ပါလို့ပြင်ဦးလို့ပြင်ဦးလို့ကျွန်တော်ကပြောလိုက်တယ်ကျွန်တော်ကဘောနော်ကျွန်တော်ကိုပဲကျွန်တော်ချီလာတွေ့စရာမလိုပါဘူးလို့လိုင်းပေါ်မှာတရားဝင်မဲပြောလိုက်ပါနော်ကိုစိုးဝင်းင်းနဲ့အဲဒီလိုဒီလိုအရှင်ပြေသွားပါတယ်ဆိုတော့ပဲတရားဝင်ပြောခိုင်းပေးပါဒီပြင်ဦးလင်ထီလာစရာမလိုပါဘူးလို့နော်လာစရာမလိုဘူးလို့အဲ့လောက်ထီလည်းမလိုအပ်ပါဘူးလို့ ျွန်တော်အဲ့လိုပဲပြောလိုက်တာကျွန်တော်လာညှိနှိုင်းတဲ့ဂျာညှိနှိုင်းတဲ့လူရှိတယ်အတန်ပိုင်းရှိတယ်ဖုန်းနံပါတ်ရှိတယ်နော်ဒါပေမဲ့ဟိုကျွန်တော်ကပြန်ကြည့်လိုက်တဲ့အချိန်မှာအော်ဘာမှကျွန်တော်တငယ်ချင်းတဲ့တိုင်ပဲဘာမှမလိုအပ်ဘူးအဲ့အရာမလိုအပ်ဘူးအဲ့အရာတွေထားလိုက်တော့လူကြီးတွေကလည်းအဲ့အောင်နေမင်းဇော်ဘွေးရင်အဲ့မင်းဆောက်လို့မဟုတ်တော့ဘူးမင်းအေးစင်းနေလိုက်တော့နော်ဖြစ်တဲ့ပြဿနာအားလုံးကဒါပဲနော်ဘာလို့ရမလဲဘာလို့ရမလဲဆိုတော့ပဲမင်းသဘောထားအဓိကကအဲ့ဒီမှာတရားရုံးဖွင့်နေတာဖွင့်တဲ့လူကကိုက เนาะအကြောင်းအရာတွေအများကြီးရှိတာပေါ့အများကြီးရှိတော့ကျွန်တော်အသက်အန္တရာယ်ကိုအရန်ကိုအဲဆိုးရင်ရတဲ့အနေအထားမျိုးကိုအဲပြောလာကြတာပေါ့သူတို့ကအမှုဒီအမှုဖွင့်တာကဘာမှမဟုတ်66ကကြီးကဘာမှမဟုတ်ဘူးအဲ့မှာအဲ့